တိန်းနဲ့ဆယ်နဲ့မဝယ်ရသေးဘူးဝယ်ဘာလဲဝယ်တာမဟုတ်ဘူးသူ့စိတ်ကုပေးဖို့အဲ့ဒါသူ့ကဝယ်တယ်ဆိုပြီးတော့ line မှာတင်တာပုဒ်ရအမှန်တာပြောမှရမယ်လေချင်းတဲ့ပါလေကိုကိုကြီးချင်းတဲ့ပါလေသူလဲဒီလိုမျိုးစေတနာမားတဲ့လုံးမိတာလဲရှင်းရှိမယ်လေဟိုဘလို့လဲဆိုတော့ဒီကလေးတော့စေတနာမမားဘူးလေကျွန်တော်စေတနာအမှန်ပဲလေအင်းသိရလေသမီးတို့ပြောတာဆိုရလေလေမင်းကစကားများလားဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောက်နိုင်ဘူး ပေးလည်းမပေးနိုင်ဘူးအဲ့လိုမျိုးနော်ဟုတ်ကဲ့နော်မနော်ဟုတ်ကဲ့ဒီကလေးတက်ရှင်မှုပဲဒီကလေးကိုပဲဝိုင်းကြည့်မယ်နော်ဟုတ်ဘာမှမပူနဲ့ကျွန်တော်ကျွန်တော်အသေးခံပြီးကျွန်တော်ခုတပ်ပြီနော်ပုတူကပြန်လဲတီထောင်ကြီးသွားနာလေတည်င်းလေးတွေ့လိုက်လို့ပေါ့နော်စိတ်မကောင်းတော့ခလေးမြင်ပုတူကမနေတတ်ဘူးလေအမှန်တိုင်းပြောတော့ဘယ်ကလေးမဆိုခလေးအရန်ချစ်တာကိုအသက်နဲ့တော့ကာကွယ်သွားမှာပေါ့နော်အဲ့ဒီအတော့ကိုဖုံးဆက်ပြီးပြောပြလိုက်တာပေါ့နော်တကယ်ရောင်းတာဆိုတော့ အင်းဆိုတော့ပြန်လာရင်ပေးမယ်လေဟုတ်ကုတုကဟိုဂတိဆိုတာစကားတစ်လုံးမယ်အဲ့လိုမျိုးပေါ့ဒါကနာဆိုတာနဲ့အဲ့လိုဟုတ်ကဲ့အဲ့လိုမျိုးပါကျွန်တော်ကလည်းကျန်ရကိစ္စမျိုးပေါ့ဒီ30ပေးပြီးတော့ပေါ့နော်မိဘတွေကို30ပေးပြီးတော့ဒီကလေးနှစ်ကောင်ကိုခေါ်သွားပြီဆိုပြီးတော့ပုံစံမျိုးတစ်ချက်ကပြီးတော့ကြတော့တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကလေးကိုပေါ့နော်ဖေမေကအမြင်မရပြီးတော့ပြန်လာခေါ်ဝိုက်ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရတော့ဒီဟိုသူ့ကိုမကျင်တဲ့လို့ပြောတာမဟုတ်ပါဘူးဟိုကိုယ်ရဲ့ကျေးဇူးရှင်ဆိုလဲမမပါဘူးကိုကြီးပူတူဆိုတာလဲ ျွန်တော်ရဲ့ကျေးဇူးချေကျွန်တော်တခါကူညီဘူးပါပဲအဲပတ်သက်၄သိန်းခေါ်ပေးဘူးပါလေလိုင်းကန်ကရဲ့တန်ကလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးလေအကျွန်တော်ရဲ့တကယ်ကျေးဇူးရှင်ပါသူကလည်းဒါပေမဲ့လို့လေအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတော့ကိုရဲ့ကျွန်တော်တို့တော့ကဟိုဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျွန်တော်တို့အခုချိန်ကျတော့မပြန်သေးပါဘူးအဲ့ဟိုခုတူတင်လိုက်တယ်ဆိုတာခုတူကဘာနှုတ်တဲ့ဘာနှုတ်တလုံးနဲ့အတိပြုတာပေါ့နော်သူကဟို ဒီခလေးကို20နဲ့ဘယ်လဲယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရတဲ့ပတ်စံလေးကိုစေကူတပေးမယ်ပေါ့နော်အဲ့လိုတို့တတ်မှတ်လိုက်တာပေါ့ဒါပေမဲ့လှိုးပေါ်မှာမူတည်တာပေါ့နော်ဟိုလှိုးကကိုယ်ကျင်တယ်လားမကျင်နဲ့ဟိုလှိုးလှိုးကျင်တဲ့လူပေါ့နော်ကျင်တတ်ပါတယ်ကိုကိုယူကျင်တတ်ပါတယ်သူလည်းဒီလိုမျိုးစေတနာမှားတဲ့လုံမိကလည်းရှင်းရှိမယ်လေဟိုဘယ်လိုလဲဆိုတော့ဒီခလေးကစေတနာမမှားဘူးလေကျွန်တော်စေတနာအမှန်ပဲလေအင်းသိရလေစေတနာပြောတဲ့ပြောမိကြတယ်လေ ခွန်ဟိုကျွန်တော်တို့ကျင်းတ်ပါတယ်လို့ပြောတာအဲ့လိုမျိုးပြောကြတယ်ကျွန်တော်စကားမပြောတတ်လို့ပါခင်ဗျဒီကလေးလေးကအကိုကြီးကဘလို့မျိုးဖြစ်ချင်တာလဲကုတုပြောပြဒီကလေးအတွက်ပဲနော်မိဘအဲ့ဒီမပါဘူးဟုတ်ကဲ့ဒီလိုသာမဝယ်ဘဲနဲ့ဝယ်ရလို့ကိုကြီးကပြောထားတယ်လေပြောထားတော့အဲ့ဒါရွာလူတွေကတကယ်ကြီးထင်တယ်ရွာလူတွေကတကယ်ကြီးလိုက်တယ်ဆိုပြီးတော့ဟိုတမီးတို့လည်းပြောဆိုတာအဲ့ဒါအမရုပဇတ်နဲ့ပြောတာလေဟာလူတိုင်းကဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေသိန်း20နဲ့ပေးမယ်ဟိုယူမဲ့သူရှိရင်ပေးမယ်လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူးအဲ့နေ့ကလေပြောတယ်အမရုကလေးအဲ့ဒါလမ်းပေးရအောင်မှာဆိုလို့ဟုတ်ကဲ့ဟုတ်ကဲ့ သမီးတို့ပြောတာဆိုတာလေမင်းတို့စကားများလာလို့ဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောက်နိုင်ဘူးပေးလက်မပေးနိုင်ဘူးအဲ့လိုမျိုးရေကလေးစေရောပြန်လာပြီးတော့လင်းမရရဲ့အမကားလမ်းမေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရံဖြစ်လာပြီးတော့အမဒီကြီးမကြီးကိုမွေးကျင်လို့ရှိပေးမယ်ဟာဆိုပြီးဘာညာဆိုပြီးကျွန်တော်ပြောလိုက်မိတယ်ပြောလိုက်တယ်အဲပြောလိုက်မိရယ်ပြောလိုက်ပြောလိုက်မိရောလင်းမရအမလမ်းမအင်တာဗျူးမဲ့လူတွေတွေ့တော့အဲ့လိုမျိုးပြူလိုက်ရခါကျအဲ့လိုကျွန်တော်လည်းနှုတ်ကနေထွက်မိတယ်ဒါပေမဲ့ကျွန်တော်တို့ရင်ထဲပါလို့ပြောတာမဟုတ်ဘူးကျွန်တော်ကလေးကိုလည်းလူပုံမှာလည်းမပေးနိုင်ဘူး ော်တို့မရှိလို့ကုညီတောင်းတယ်ပွမွေလင်းလင်းပဲတောင်းတယ်ဒီကလေးအတွက်နှလုံးခွဲဖို့အတွက်ဆိုပွမွေလင်းပဲတောင်းတယ်ဒါပေါ့နော်ဗါလဲသူကဘလို့ပဲအကိုကြီးတို့ပဲအမတို့ကအပြစ်ရှိကျွန်တော်ကအပြစ်ရှိရင်ပြန်ဖုံးတက်တဲ့လူသားလေဟုတ်အဲ့တော့အကိုကြီးတို့ဖြစ်ချင်တယ်ကျွန်တော်ခေါင်းညှိပ်ပြပါတယ်ဟုတ်ကဲ့ပါဟောဒီကလေးကိုပေါ့နော်ဟိုဒီကလေးလည်းမခေါ်တခါမှမခေါ်ရသေးပါဘူးသူတို့လည်းဒီတင်းညစ်စင်မပေးရသေးပါဘူးဟိုဒီကလေးကိုလည်းသူတို့ပြန်ခေါ်သွားတယ်လည်းမဟုတ်ပါဘူးသူတို့ဒီကလေးကကျွန်တော်ကျွန်တော်တင်လိုက်ကြမှာဒီ ကလေးညကောင်ကသူတို့စီမှာမရှိပါတယ်ဒီကလေးအတွက်ကျွန်တော်အရင်ဆုံးကြိုးပြီးပြောလိုက်ရဲဆိုတဲ့ဥစ္စာလေးကိုဖြည့်ရှင်းပြပါလို့ဟိုကလေးဖြစ်ပြီးအမြန်ရလို့လာခေါ်ရတယ်ဆိုတော့ तू ကကိုကြီးဘုသူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြန်ရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုဒီကပြောကြတယ်အမှအဖေဂျွာလူတွေဆိုလည်းအဲ့လိုမျိုးပြောကြတယ်ကိုသားသမီးတို့ဘာဖြစ်လို့ပေးရတာလဲပြီးရတာလဲဆိုပြီးတော့ဒါဘီဒီယိုဖိုင်တဘီဒီယိုဖိုင်တခုတက်လာလာဟိုတက်လာတဲ့အချိန်မှာဘုသူကဒီကလေးလေးကိုဘာလဲ ဝယ်လိုက်ပြီးပြောတာဗောနော်ပုတ္တရလည်းစကားပြောရင်လေဟိုအများနဲ့အလုပ်လုပ်ရဆိုတော့လေဟိုဒီခလေးလေးကိုကဲဖို့ကဲဖို့ဆိုတော့ယောဂကိုစေကုပေးဖို့ပို့ပြီးဒီပတ်စံရတဲ့ပတ်စံကိုစေကုပေးမှလေစေကုပြီးဒါမိဘဘောမိဘကိုပြန်အပ်မှာမိဘမွေးနိုင်လားမမွေးနိုင်စောက်စောက်နိုင်လားမစောက်စောက်နိုင်တကယ်ခလေးလိုအပ်တဲ့လူတွေတယောက်ဘလူလိုအပ်တယ်တကယ်စစ်မှန်တဲ့လူထည့်ပြီးမှလေအာကျွန်တော်မြင်တာမွေးလဲမွေးနိုင်အဲအဲဆောက်ဆောက်နိုင်တယ်မွေးနိုင်တယ်ဆိုရင်အဲဘာဖြစ်နေတာလဲ ကုတုပြောပြခလေးမြင်ကဲ့ရမှကျင်တယ်ဒါနှလုံးသားကဲ့တာနော်ဟုတ်ကဲ့ပါအပေါ်ရန်တစ်ခုမှပေါအောင်နော်ဟုတ်ကဲ့ပါကျွန်တော်ဘက်မှာအပေါ်ရန်ဆိုတာမရှိဘူးအုတ်တမလက်ရှိတိအဲ့တည်းမှာဟိုဆွေပြည်နန်းတစ်ခုပဲရှိတယ်ဟုတ်ကဲ့အပေါ်ရန်မှာတော့လေကိုကြီးရဲ့ကျွန်တော်အပေါ်ရန်လိုက်လုပ်ပြီဟုတ်ကဲ့ဟိုလေးမြလာဝယ်စီလို့ရတယ်နော်ဟုတ်ကဲ့အလှငွေဆိုလဲကျွန်တော်ထဲမဲ့လူတွေဆိုတော့ကျွန်တော်တော်တာမြူအလှငွေထဲမဲ့လူတွေတိုင်းကျွန်တော်သိတယ်ကျွန်တော်ဆက်ဆက်ဖို့ဆိုတာခဲရင်းနဲ့ ဖုံးကင်မှုဟိုဗါလဲစင်းရဲသားနဲ့တထေးနဲ့တော့တွေ့ရင်တော့မကျွန်တော်ကစင်းရဲသားဘက်မှာနေမှာเนาะအဲ့လိုလူတန်းသားမျိုးเนาะဟုတ်ပါဘူးဒါပေမဲ့စင်းရဲသားတစ်ခွဲနဲ့ချမ်းသာတဲ့လူတစ်ခွဲနဲ့တွေ့ရင်တော့မချမ်းသာတဲ့လူဘလောက်ပဲကျွန်တော်ဖပါကျွန်တော်ပုံမှန်မဆက်ဆက်နေစင်းရဲသားတမန်လူပဲဖားကြီးပြုတ်ခြင်းလည်းမရှိဘူးကျွန်တော်ပြောပါမလေးအဲ့လိုဒီမှာတရားတွေလည်းနေတယ်ဒီလာတော့မှကျွန်တော်တရားတွေလာတယ်เนาะအဖော်လည်းမခေါ်ခဲ့ဘူးသိန်း30နဲ့မဝယ်ရသေးဘူးဝယ်ဗါလဲဝယ်တာမဟုတ်ဘူးသူ့စိတ်ကုပေးဖို့ အဲ့ဒါ slow ကဝဲတယ်ဆိုပြီးတော့ line မှာတင်တာပုထုအမှန်တာပြောမှရမယ်လေကျွန်တော်ကဘာဖြစ်မှန်သည်ဖြစ်သည်မှားသည်ဖြစ်သည်ကျွန်တော်ကတောင်းမှန်တယ်ပေါ့နော်တောင်းမှန်တယ်လူသားကျွန်တော်ကလည်းဒီကလေးအတွက်ပဲကုညီတောင်းခဲ့တာရေပဲရှိတယ်ကျွန်တော်တို့အတွက်အကိုကြီးစီကလည်းကျွန်တော်တို့ပတ်သက်လိုချင်လို့ဆိုပြီးတော့ကျွန်တော်တောင်းတာတခုမှမရှိဘူးလေညီလေးတို့ကဒီကလေးအတွက်ဆိုပြီးတော့ကုညီတောင်းခဲ့တာပဲလည်းရှိတယ်ကိုကြီးလမ်းကန်းကားဖို့ဆိုင်ကလေးရွေးဖို့ဆိုကိုကြီးလှုပ်ပေးလိုက်တယ်ဒီသိပြူရိုက်ထားလိုက်ရဲ့အဲလွန်ခဲ့တဲ့နှစ်လလောက်ကကြာတဲ့ပြူကိုကိုကြီးအဲ့လိုမျိုးတင်လိုက်ရခါကျတော့ညီလေးတို့တော့ကြာမကောင်းတော့ဘူးအဲ့လို तू က အရင်တော့အလူချင်းရှိရယ်အလူချင်းရှိရကတော့ဖုံးဆက်သေးတယ်နော်ဟုတ်ကဲ့ဟုတ်ဆက်ပါနေပေမဲ့လူမရှိတော့ဘူးပြောနော်အဲအဲ့လိုမျိုးအဲ့လာညီလေးပြောလိုက်တာဘယ်လိုဘယ်လိုပြောလိုက်လဲဆိုတော့အလူချင်းမရှိတော့ဘူးလို့ပြောလိုက်ကြမှန်ကြပြောလိုက်ကြဘာကြောင့်လဲဆိုတော့ तू ကနေပြီးတော့ဟိုဒီလိုဗီဒီယိုပိုင်းတင်လိုက်ရခါကြတော့ဒီအလူရှင်မရှိတော့ဘူးပေါ့ဝင်သွားပြီဆိုပြီးတော့ဗီဒီယိုကြီးတက်လာတော့လေတက်လာတက်လာဒီလူမဲ့အလူရှင်ကမရှိတော့ဘူးအဲ့ဆိုတော့ဒီကလေးကိုဟုတ်တူပဲတာဝန်ယူပေးရမှာပေါ့ဟာလားစစ်စနော် ဟုတ်ကဲ့လောက်ပြီမယ်လေဟိုတူဒီခလေးကိုခွဲစိတ်ဖို့လောက်ပြီမယ်ပေါ့နော်ခလေးမင်းသားကြည့်ပြီးတော့ဒါပေမဲ့မိဘတွေကိုလည်းခွင့်လုပ်ပေးပါပေါ့နော်ဒီခလေးလေးကိုကျွန်တော်ခွဲစိတ်ပြီးမယ်နော်ပြီးသွားရင်မိဘလက်တဲ့ပြန်အပ်မယ်ကျွန်တော်နဲ့အစ်မပြေဘူးဒီပြည့်လူပဲစိတ်ဝင်စားတယ်ဆိုရင်ဒီပြည့်လူပြောရတယ်ဟိုတူနောက်ဆုတ်ပြီမယ်ဒါပဲကျေးဇူးလည်းအများကြီးတင်ပါတယ်ကိုဟိုတူတကယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပေါ်လည်းကျေးဇူးအများကြီးရှိခဲ့မှုပါကျွန်တော်ဒုက္ခရောက်တော့လည်းခေါ်ပြီးတော့ကျေးဇူးလုပ်ပေးဖို့ပါကျွန်တော်တို့ကျေးဇူးလည်းအများကြီးတင်ပါတယ် ဟိုကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုဒုက္ခရောက်နေချိန်မှာကိုကြီးကကူညီဘူးတဲ့အခုလည်းဟိုခလေးနှလုံးဖမ်းမယ်ဆိုပြီးတော့ကိုကြီးကဂျားရဝင်းကူညီတာဝင်းကူညီတာအောက်ဘက်လူတွေကမသိဘဲနဲ့ခလေးစေတနာအမှားတွေသူကကြားပြီးတော့ဟိုခလေးဝယ်လိုက်တယ်သူ့လိုက်တယ်ရောင်းလိုက်လားဆိုပြီးတော့အဲ့လိုတွေရေးရရေးပြောချင်တယ်အဲ့မပြောကြပါနဲ့ပေါ့နော်အဓိကဒီခလေးအသက်ရှင်မှုပဲနော်ဟုတ်ကဲ့နော်မနော်ဟုတ်ကဲ့ဒီခလေးအသက်ရှင်မှုပဲဒီခလေးပဲဝိုင်းကြည့်မယ်နော်ဟုတ်ဘာမှမပူနဲ့ကျွန်တော်ကျွန်တော် အသေးခံပြီးကျွန်တော်ကုသပြီးမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါကိုမူတီဒါပြည်သိပြည်ပရောက်ခုနှစ်အသာသမီးတွေလည်းအရန်ကျေးဇူးတင်တယ်ပေါ့နော်ဒီကပဲပြောပြသည်ပေါ့လို့ကျေးဇူးတင်မဲ့အကြောင်းလေးတွေလည်းမေ့နေတယ်ပေါ့နော်အဲ့ဒါလေးကကျေးဇူးရှင်ပေါ့နော်ဘူးဘူးပါမှာ